ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုကကျွန်တော်ကတော့ဒီမိုက်ဒီ Google Admin Ice ပဲဖြစ်ပါတယ်အခုကအသေးပွားနေလေးနဲ့ကျွန်တော်တို့ဒီ Diamond Hand นี่ပေါ့เนาะအားဒါလေးကျွန်တော်ကအခုကဗီဒီယိုလေးနဲ့တခြားရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအသေးပွားနည်းအနေနဲ့ကြီးကျွန်တော်တို့ဒီရောင်စုံပေါလုံးလေးပေါ့နော်အဲ့ဒီပေါလုံးလေးကိုကျွန်တော်တို့ကဒီအမှန်ချင်းလေးလိုက်ပြီးပေးရမှာဖြစ်ပါတယ်ဗျာအဲ့လိုမျိုးအမှန်ချင်းကိုတစ်ခါနှစ်ခါတော့ငါအဲ့လိုမျိုးကျွန်တော်တို့ဖြုတ်လိုက်တက်လိုက်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအမှန်ချင်းအနေထားလေးနဲ့ကျွန်တော်တို့ဒီအသေးကိုယူလို့ရပါပြီ ကျော်ယူတဲ့ကံမှာကျွန်တော်ဘယ်လောက်တက်မလဲတစ်ချက်ကြည့်လိုက်အောင်အသေး၃ခုတက်တယ်ဗျဘူဒီဒီနောက်တစ်ခေါက်ကျွန်တော်ထပ်ယူလိုက်မယ်၃ခုတက်တယ်ဗျဒီလိုမျိုးလေးပါသူကကျွန်တော်အသေးပွားနေလေးပေါ့နော်ကျွန်တော်အသေးပွားနေလေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ diamond honey လေးတစ်ချက်ပြပေးမယ်ဗျာဒီ diamond honey ရောကျွန်တော်တို့ဒီအောက်က quick smoothie ကိုတစ်ချက်လေးနှိပ်လိုက်ပါဗျာပြီးသွားပြီဆိုရင်ဒီရတနာညံဆန်းဆိုတဲ့ဥစ္စာလေးနှိပ်လိုက်ပါ ပထမဆုံးအခန်းပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော်အဲ3ခုနှစ်ဝယ်ပြီဆိုတာလေးတစ်ချက်နိုင်လဲပါဗျပြီးရင်တော့ကျွန်တော် confine လေးပေးပြလိုက်ရပါပြီဗျနောက်ဆုံးတော့ကျွန်တော်တို့ time mode တစ်ထောင်ရပါတယ်ကျွန်တော်နမူနာလေးထပ်ပြပေးမယ်နော် time mode တစ်ထောင်မရပါရဲ့ဗျကျွန်တော်နောက်ထပ်လဲပြီးထပ်ပြပေးမယ်နော်ကျွန်တော်တစ်ချက်လဲပြပေးမယ်ထပ်ပြီးတော့3ခုနှစ်ပဲကျွန်တော် time mode တစ်ထောင်ထပ်ပြီးရသွားပြီဗျ တတိယအနေနဲ့ကျွန်တော်ကစားခွင့်လည်းနေနေဖြစ်ပါမှာဖြစ်ပါတယ်ကျွန်တော်ပထမအဦးဆုံးဒီဈေးဆိုင်နေပေါ့နော်အဲ့ဒီကိုတစ်ချက်သွားသွားပြီးတော့ဆိုရင်အောက်ဆုံးကဘယ်ဘက်တောင်လေးမှာဆိုရင်တက်တာသွားရှိရဗျကျွန်တော်တိုင်းမုံ900ဆိုရင်ငါကိုရပါရဲ့ဗျဒီလိုမျိုးနေနဲ့ကျွန်တော်ကစားခွင့်ရောက်ထပ်ပြီးလဲလဲပြီးတော့ထပ်ထပ်ပြီးဆော့သွားလို့ရပါရဲ့ဗျအားလုံးကျေးဇူးတင်ပါတယ်